ပြည်ပရောက်မြန်မာနိုင်ငံသူနိုင်ငံသားများစီဒီယံပြည်တွင်းမှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားစီဒီယံများရဲ့ဤပညာနဲ့ຫນွေဥပံကိုတည်ထွင်ထားတာပြောချင်တာကကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားဆရာနာရှင်ကိုစန့်ကျင်ကြသောတော်လန်ကြီးကိုမောင်နှမများရဲ့ချွေသွေးလောက်အားအသိပညာအတတ်ပညာနဲ့ຫນွေဥပံကိုထွင်ထားတာအဲ့တော့ຫນွေဥပံသည် NUG ရဲ့ပြရုပ်ဖြစ်သလို့ တော်လန်ရေးရဲ့ပြယုံလေးဖြစ်တယ်။ကဘာပေါ်မှာကဘာနဲ့အညီအညီပေါ့ဤပညာအဆင့်တန်းရလှုပ်ဆောင်နိုင်ကြသောမြန်မာနိုင်ငံများသားများရဲ့ဒီဤပညာအဆင့်တန်းကိုလည်းပေါ်ပြတာဖြစ်တယ်။ဒါကြောင့် ငွေဥပန်ကလွယ်လွယ်ကူကူနဲ့ပေါ်လာတဲ့ပံမဟုတ်ပါဘူးအားလုံးရဲ့ဂျိုးပန်ဝိုင်းဝိုင်းအားထုတ်မှုတွေကျွန်တော်ကပြောသလိုနိုင်ငံတကာမှာရောက်နေကြသောကနတော့ဒီဒုတိယကမ္ဘာစစ်ပြီးကာလအနောက်နိုင်ငံဒီမိုကရေစီနိုင်ငံများရဲ့ဂျေစုတရားအမေရိကန်ဂျေစု UK ဂျေစုကနေဒါဂျေစုဥရောပနိုင်ငံများအော်စတြေးလျနိုင်ငံများဂျေစုအဲ့ဒီဂျေစုတရားနှင့်ဝင်ငွေများ မျိုးမဟုတ်စင်ကာပူအစိုးရကျေးဇူးစင်ကာစင်ကာနိုင်ငံမှာလည်းမြန်မာနိုင်ငံသားတွေအမြောက်အများရောက်နေတယ်နိုင်ငံသားတွေဖြစ်နေကြတယ်ပြီးတော့ထိုင်းနိုင်ငံရဲ့ကျေးဇူးမလေးရှားနိုင်ငံတောင်ကိုရီးယားနိုင်ငံဂျပန်နိုင်ငံအဲ့ဒီနိုင်ငံတွေရဲ့ကျေးဇူးတရားတွေကြောင့်အဲ့ဒီနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားများရဲ့ဝင်ငွေကနေပြီးတော့လူဥပံကိုအမ်ပိုင်ရှင်တွေရှယ်ယာပိုင်ရှင်တွေအဖြစ်တည်ထွင်ပြီးဒီနေ့ stock exchange ကတဆင့်ဒီအဆင့်ကိုရောက်အောင်တဆင့်ချင်းလှလာတာ တချို့ကဒီနေရာမှာကျွန်တော်ကမိမောင်းထိုးပြကျင်တာတစ်ချက်ကတချို့က NUG ပါလုံနေလေတော်လိုင်းသမားတွေပါလုံနေလေအခုဒီရပ်ပိုင်းတွင်းမှာလက်ပိလက်ယူမှုပေါ်လာတာဖြစ်တဲ့အတွက်ဝန်ကြီးချုပ်ရုံးကအာတိုင်တာတော်တာဖြစ်လို့တဲ့အဲ့ဒါနဲ့ပဲတချို့တွေကငခုံးမတကောင်ကြောင့်တလီလုံးပုံစံ NUG ကိုအပြစ်ပေါ်ပုံချပြီးတော့ NUG ကဘာမှသုံးလို့မရပါဘူး အလကားထိုင်ပြီးတော့မတရားလုပ်နေလို့ပြောတဲ့လူများကိုထောက်ပြကျင်တာကအဲ့ဒါကအလုံးလုံးရင်ပုတ်တိုင်မှုရှိမှာပဲအလုံးလုံးရင်ကိုးတဲ့လူပေါ်မှာပဲဒါကကျွန်တော်တို့အရေးယူရမှာဘယ်လိုမှစင်းလုံးကြောကြီးဖြစ်လာစရာအကြောင်းမရှိဘူးအဲ့တော့စင်းလုံးကြောဖြစ်လာစရာအကြောင်းမရှိတာဖြစ်တာဖြစ်တဲ့အတွက်ဒီနေ့ NUG ရဲ့အောင်မြင်မှုထဲမှာဘယ်တော်လိုင်းသမားအဆက်ဆက်ဘယ်ကပတော်လိုင်းသမားအဆက်ဆက်မှာမလုံနိုင်တော့ အဲ့တော့မလုံနိုင်သေးဒီဒီຫນွေဥပံလို့ဗန္ဒံငွေရှာဖွေရေးလုပ်ငန်းကို လုပ်ထားတဲ့အောင်မြင်မှုကိုမျက်ကွယ်ပြုပြီးတော့ပြောချင်တာကဟိုအပြစ်သေးသေးလေးလုံးလေအပြစ်အနာစာပဲဘယ်မှာအပြစ်သေးသေးလေးတော့မဆိုလို့ပါဘူးအပြစ်ကိုပဲပြောပြီးအကောင်းရှိတဲ့အောင်မြင်မှုတွေကိုမျက်ကွယ်ပြုပြီးမတရားပြောနေကြတာတွေကတော့မမှန်ပါဘူးຫນွေဥပံရဲ့အောင်မြင်မှုဟာစမ်းသစ်တည်ထွင်မှု innovation ပြည့်ပြည့်မှုပါတယ်စူးစမ်းအားထုတ်မှုပါတယ် courage ရဲရဲမှုတွေပါတယ်နော်လှုပ်အားတွေပါတယ်ယုံကြည်ချက်တွေပါတယ် trust တွေပါတယ်အပြန်အလှန်အပြန်အလှန်ယုံကြည်ချက်ပဲတော်လန်ကြီးနဲ့တော်လန်ကြီးကို နိုင်စေခြင်းကြတော့ပြည်သူများရဲ့အဲတော်လန်ကြီးကိုဥဆောင်နေကြတဲ့လုပ်ငန်းကိုဥဆောင်ပေးနေတဲ့အန်ယူဂျီအပါဝင်တွေနေဥပံမှာလောက်ကင်နေတဲ့သူများအပြန်လန်ယုံကြည်မှုပေါ့အားကိုးမှုပေါ့ အဲ့ဓာ ड़ी အားလုံးရဲ့ရလက်တစ်ခုဖြစ်တယ်အဲ့တော့အဲ့ဒီရလက်ကနေဘသူကိုစိန်ခေါ်လဲဆက်အာနာရှင်ကိုစိန်ခေါ်တယ်ဆက်အာနာရှင်ရဲ့အဓိကအလုတ်ကနှစ်ခုသုံးခုပဲရှိတယ်အများကြီးမရှိပါဘူးဒါကြောင့်လဲဆက်အာနာရှင်တွေကတဆူရှင်နေတာနံပါတ်၁ချက်ဘာလုံးလဲတွေးခွဲမယ်ဆက်အာနာရှင်ရဲ့အဓိကအလုတ်ဒီကျွန်တော်တို့အချင်းချင်းကိုရန်တိုက်မယ်တွေးခွဲမယ်မညီညွတ်အောင်လုပ်မယ်ပြုတ်ခွဲအောင်လုပ်မယ် ဝါစည်းပြည်သူလိုပဲလုပ်မယ်။ဒါကြောင့်ကျွန်တော်တို့ဒီစီလုံးကြပါညီညွတ်ကြပါအမေတော်အောင်ဆန်းစုကြည်အန်တီတော်အောင်ဆန်းစုကြည်ပထမဆုံးရွှေတဂုံဖျားမှာ1988မှာပြောခဲ့တဲ့မိကောမှာစီလုံးကြပါပဲစပြောတာ။ဒါနံပါတ်၁ချက်။ဘာကြောင့်လဲဒီအာနာရှင်တွေတွေးခွဲတော့မှာ။ဒါဆိုရင်တခြားနိုင်ငံသမားတွေလည်းသူကိုယ်ခွဲတာပေါ့အမေရိကန်နိုင်ငံမှာလည်းဥလက်ရှိအမေရိကန်မာဂါတွေကသူတို့ဆွဆွဲနေတဲ့ကွန်မြူနတီနေတဲ့သူခွဲနေတာပဲမာဂါတွေကြားမှာလည်းသူခွဲနေတာပဲ UK မှာလည်းသူခွဲနေတာပဲလေပါကိုတိုက်ခိုက်တယ်ကနတော့လက်ရာဆုံးတွေကသူခွဲနေတာပဲအဲ့ဒီထဲမှာမှနိုင်ငံသားဘာဖြစ်တယ်ညာပဲသူခွဲနေတာပဲအဲ့တော့အဓိကကသူခွဲခြင်းပဲအဲ့တော့သူတို့ရဲ့အဓိကလက်နဲ့သူခွဲခြင်းကိုကျွန်တော်တို့သိထားရမယ်နံပါတ်1ချက်သူတို့ဒီသူတို့ကိုတော်လှန်မဲ့သူအားလုံးရဲ့အင်အားချိနေအောင်လုပ်ပါဘယင်းခေတ်ကဆိုရင်ရှင်းတယ်နော် ယူသူလက်နဲ့စုဆောင်တာနဲ့ဒါနိုင်ငံတော်ပုံကံမှုဆိုပြီးအကုန်လုံးပြင်ကကျူပေခုတ်ကျုံကုန်မကြံဆွေဆွန်29ဆွေ90မျိုး90အကုန်လိုက်တာတာပြောချင်တာကသူ့ကိုတော်လှန်တဲ့လူဘယ်သူမှမကြံအောင်မလုပ်ရအောင်လုပ်တာဒါဟာဒါကဖော်မြူလာပဲဒါဆိုရင်ဆေးအနာရှင်ကကျွန်တော်တို့ဒီမိုကရေစီဘက်တော်သားတွေတော်လှန်ရေးဘက်တော်သားတွေလက်နက်ကင်တွေအားလုံးကိုလုံမဲ့လုပ်ဒီနံပါတ်၄ချက်သူ့ခွဲမယ်နံပါတ်၄ချက်ကျွန်တော်တို့အင်အားချင်းနေအောင်လုပ်မယ်အဲ့တော့ကျွန်တော်တို့အင်အားချင်းနေဖို့ကနံပါတ်၄ချက် အရေးကြီးဆုံးအင်အားချိနေကြည့်သည်ပတ်စံမယ်လောကမှာလူတွေလမ်းဘေးမှာအိတ်နေရတာလူတွေမှာဥမဲ့အိမ်မဲ့ဖြစ်နေရတာလူတွေတောင်းစားနေရတာအားလုံးဒီဘာကြောင့်လဲပတ်စံမကြည့်လို့ပဲလေဒီနေ့လူတွေအားလုံးဇင်ကံပစ္စည်းတွေနဲ့ဇင်ကံကားတွေဇင်ကံဟိုတယ်တွေဇင်ကံအိမ်ကြီးတွေဝယ်နေကြတာဘာကြောင့်လဲပတ်စံကြောင့်ပဲအဲ့တော့ပတ်စံဟာလူတွေရဲ့နေမှုထိုင်မှုလောက်အားတွေအားလုံးကိုဘဝကိုဆုံးဖြတ်တာဖြစ်တဲ့အတွက်လူတယောက်ရဲ့အင်အားပဲ ဲ့တော့ဒီတော်လိုင်းရေးအစိုးရမှာရှိတဲ့လူပဲဖြစ်ဖြစ်ကျွန်တော်တို့တော်လန်ပြည်သူပဲဖြစ်ဖြစ်ဥဆောင်မဲ့လူမှာပတ်စံမရှိအောင်သူလှုပ်လိုက်နိုင်ရင်သူနိုင်ပြီပဲအဲ့ဒါကိုလေတချို့ကလုံးလေးကူကူနဲ့ဖြတ်လေးပြလို့ပြောတယ်အဲ့ဒီနီးပညာကအောင်လဲအောင်မြင်နေတယ်အဲ့ဒီ viewer ကဒီနေ့တောင်းပလောင်နဲ့ကိုကန့်ကိုဖြတ်လေးပြလှုပ်လိုက်တဲ့အချိန်မှာအခုတောင်းပလောင်ကအသံအသံမထွက်နိုင်တော့ပဲဖြတ်လေးပြဆိုတာအစားအသောက်ဖြတ်ခြင်းဝေးဝေးကြီးဖြတ်ခြင်းရိတ်ခါဖြတ်ခြင်း နောက်သူတို့ရဲ့အဆက်အသွယ်တွေဖြတ်တောက်ခြင်းသူတို့ရဲ့ဘန်ဒာငွေကြေးတွေကိုသိမ်းဆည်းခြင်းအဲ့ဓာတွေလှုပ်လိုက်တဲ့အခါမှာတအောင်ပလောင်ကတခါလေလမ်းဖြတ်ပြီးတော့ဟုတ်ကဲ့ပါပါဆိုပြီးတော့တရုတ်အစိုးရရဲ့စကားနဲ့တူဒီဘုတ်ကုတ်ကိုပြန်ပေးမယ်ဆိုပြီးတော့အဲ့စစ်တပ်ကြီးကိုပါပြန်ခေါ်လာမယ်ပုံစံမျိုးဖြစ်သွားတာအဲ့ဒါဖြက်လေးပြက်ရဲ့သဘောတရားပဲကိုကန်လည်းဒီတိုင်းခံရတာပဲအဲ့တော့အဲ့ဒီဖြက်လေးပြက်ရဲ့သဘောတရားအရာကျွန်တော်တို့ကိုအင်အားချင်းနေအောင်လုပ်မယ်နံပါတ်၁ချက်သူကိုရအောင်လုပ်မယ်နံပါတ်၁ချက်ကျွန်တော်တို့ကို အင်အားချင်းနေအောင်လုပ်မယ်။အဲ့ဒီအင်အားချင်းနေအောင်လုပ်မယ်တဲ့ပါပဲကျွန်တော်တို့ပတ်စံမရအောင်လုပ်မယ်။အဲ့တော့စစ်အာဏာရှင်လုပ်မယ်အချက်ကိုကိုကတံပြန်လုံနိုင်မှာဒီဒေါ်လာကြီးကနိုင်မှာ။အဲ့တော့တံပြန်လုံနိုင်ဖို့ကဘာဖြစ်မလဲ။သူသူကျွန်တော်တို့ကိုစတဲ့ကပတ်စံဖြတ်တောက်တော့မှာဖြစ်တာဖြစ်တယ်ကျွန်တော်တို့ငွေငွေရလန်းတဲ့အားလုံးကိုသူမျိုးစုံနဲ့ဖြတ်မယ်။ အကြောင်းပြည်သူတွေလူတာတန်းတာဖြစ်တဲ့ပြည်ပြည်တွင်းမှာ KB KB တွေ UB တွေဘာပေးတွေညာပေးတွေအကုန်လုံးသူဖန်ဆီးရေးယူတယ်။ပြည်တွင်းရပြည်သူတွေရဘဏ်အကောင့်တွေအားလုံးဖန်ဆီးရေးယူတယ်။ပြီးတော့လူမလူရဲအောင်မပတ်သက်ရဲအောင်အကုန်လုံးဖန်ဆီးရေးယူတယ်။ဒီလိုနည်းနဲ့သူဖြတ်တာ။ပြီးတော့ပြည်သူမှာ NGO မထောက်ခံရဲအောင်လက်သုံးချောင်းမထောင်ရဲအောင်ပန်းမပန်ရဲအောင်ဆန္ဒမပြရဲအောင်ဖြတ်တောက်ပြတယ်။ပြောချင်တာ NGO နဲ့တွန်လိုင်းသမားအနေနဲ့ပြည်သူတွေနဲ့ကြားမှာသူဖြတ်ပြတာ။သူ့ခွဲဖြတ်ပြတာ။ဆက်ဆက်ဖြတ်ပြတာ။ အဲ့ဒီဖြတ်ချင်ရပြီ NUG ဝင်နေတဲ့ဝင်ဝင်အားလုံးစီးဆင်းမှုကြအောင်သူလုပ်ပြမှာအဲ့ဒီအတွက်ဆင်းမှာ NUG ကနေမြေတွေထိန်းချုပ်လို့မရအောင် မြို့တိုင်းမြို့တိုင်းကိုသူကလိုက်ကာလိုက်တိုက်တယ်ဘာဖြစ်လို့လဲအဲ့ဒါမှအခွန်ခါကောက်လို့မရအောင်ဝင်ဝင်ရသမျှဒီလောက်ကိုဖြတ်တယ် NUG ကတန်ဆာရတွေထုတ်ရောင်းလို့မရအောင်ဘုံကျဲပြတယ်ရွာတွေကိုမိရှုပ်ပြတယ်ပြောချင်တာက NUG လက်ထက်ကိုရောက်သွားတဲ့ရွာတွေကဒီတစားပြင်လို့ပဲဘာမှသုံးစားလို့မရလူလည်းမနေတော့အလူမနီအခွန်လည်းကောက်လို့မရဘူး ဒီချိန်လုံးဘုံကျဲနေတာဖြစ်တဲ့စိုက်ပျိုးရေးလည်းလုပ်လို့မရဘူးအဆောက်အဦတွေဒီစက်ယုံတွေဒီဆောက်လို့မရဘူးဖုန်ပြပြလုပ်ငန်းလည်းလုပ်လို့မရဘူးဝင်ဝေရှာလို့မရဘူးအဲ့ဒီရွေချက်နဲ့သူဒီပြည်သူတွေဘာတွေမသိဘူးအကုန်လုံးကိုသူဖျက်တာဒေါ်လာရေးကိုဖျက်ဖို့အတွက်မြေရဲဆက်မီးရှို့ပြတဲ့ရဲဆက်အဲ့တော့ကျွန်တော်တို့ NUG ကထိ ंछ ုံနေမြန်မာကျွန်တော်တို့မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ကျွန်တော်တို့ရဲ့ကိုယ်တိုင်ကစက်ယုံလုပ်ချင်တယ်ဥပမာဟိုရိုးရိုးလေးပေါ့ဗျာနွားနို့ချက်စက်ယုံထောင်ချင်တယ်ဥပမာပြောတာ တရားချက်ဆက်ယုံထောင်ကျင်တယ်ဆန်ဆက်လေးထောင်ကျင်တော့တော့ तू ခွင့်မပြုဘာရောက်လဲ तू မိချုပ်ပြည်တယ်ဘုံကျဲပြည်တယ်အရသားတွေအားလုံးပြောချင်တာက NUG NUG ဒီလူပြောမယ်မီးလောင်ပြင်ပဲစိုက်ပြူလို့မရလှုပ်လှုပ်စားလို့မရတယ်မြေပဲရမယ်လူမရစေရအောင်အဲ့လူတွေအားလုံးကိုဘာဖြစ်ဘုံကျဲတာဖြစ်တဲ့အတွက်အဲ့လူတွေအားလုံးကိုဘာဖြစ်မယ်စစ်ပြေဒုက္ခတွေဖြစ်နေရန်ကုန်ရွှေရင်ရွှေမရွှေမန္တလေးကိုရွှေအဲ့လိုမှမရွှေရင်တရုတ်နိုင်ငံရွှေအိန္ဒိယကိုရွှေထိုင်းကိုရွှေ ပြောချင်တာလူတွေကိုမောင်းထုတ်ပြတာ။ဘာရွေးချက်နဲ့မောင်းထုတ်လဲ။အန်ယူဂျီအခွန်ကားကောက်လို့မရအောင်မောင်းထုတ်တာ။အန်ယူဂျီအုပ်ချုပ်လို့မရအောင်လုပ်တာ။အဲ့ဒီရွေးချက်ကပါလေ။ပြည်သူနဲ့လည်းအန်ယူဂျီကိုသွေးခွဲပြီးသားဖြစ်တယ်။မင်းတို့ကြောင့်ငါတို့ဗုဒ္ဓေခံရတာလေစိတ်ဆိုးနိုင်တဲ့လူရှိသလိုအဲ့ဒီလူတွေကြောင့်လည်းအန်ယူဂျီကအခွန်ကားကောက်လို့မရဘူး။ဒီလူတွေလှုပ်ရှားကြိုင်စုံလို့မရရင်ဝင်ငွေကောက်လို့မရအောင်သူတို့စီးပွားရေးမရှိဘူး။လူမရှိရင်အန်ယူဂျီကအဲ့ဒီကစားပြင်ကြီးတွေမှာဘယ်လိုလိုလဲဆိုင်မလဲ။ဥပမာပြောတာဘယ်လိုလိုအယောင်းဝင်လုပ်မလဲ။ဘယ်လိုလိုစိုးဆိုင်ခွင့်မလဲ။ သမိဆိုင်ဖွင့်မယ်လာဝယ်စားမယ်လူမှမရှိဘူးလပိတ်ဆိုင်လာမှမရှိဘူးအဲ့လပိတ်ဆိုင်မရှိဘူးသမိဆိုင်မရှိအန်ယူဂျီကဘလို့အခွန်ကောက်မလဲအဲ့တော့ရှိသမျှတစ်တွေပါကြီးလဲခိုးလို့မရဘူးဟိုကဘုံကျဲပလိုက်တဲ့အတွက်အကုန်ပျက်စီးကုန်ပြီနော်ငပြောကင်းနေဘာကင်းနေညာပြင်းနေတောင်ရာကင်းနေပဲပဲကင်းနေနှမ်းကင်းနေစဘာကင်းနေလဲဖျက်စီးတယ်ဘာဝင်ဝင်မှရစရာမရှိဘူးပြောချင်တာကအငတ်ဘေးဆိုင်အောင်လုပ်ပလိုက်တာအဲ့တော့အငတ်ဘေးဆိုင်လိုက်ရင်အန်ယူဂျီက ဝင်ငွေမရတဲ့အပြင်အေဒီနီယာမှာကြံခဲ့တဲ့ပြည်သူတွေပါ तू က तू အုပ်ချုပ်တာဖြစ်တဲ့ तू ကကျွေးရတော့မယ်အန်ယူဂျီကမီးအေးနှစ်ခါနာသုံးခါနာဖြစ်အောင် तू လုပ်ပြတာဝင်ငွေမရှိတဲ့ပြည်မှာထပ်ပြီးကုန်အောင် तू ထပ်လုပ်မှာအကြောင်းတွေဘုံကျင်းလဲအန်ယူဂျီကအကြောင်းပြန်ဆောင်ဒါမျိုးတွေပေါ့အဲ့လိုနီးနေဖြတ်တယ်အဲ့ဒီအချိန်မှာအန်ယူဂျီကိုဥဆောင်နေတဲ့ခေါင်းဆောင်များက strategy ရမဟာဗျူဟာရစဉ်းစားပေါ့ဒါကိုကြော်လွှားဖို့ကိုငါတို့ဒီဗန္နာငွေဗန္နာကြီးမျက်နာတစ်ခုအနေနဲ့ငါတို့ရက်ကိုရက်တည်ရမယ် အဲ့ဒါဒီဆေးအာနာရှင်လက်လန်းမမှီတဲ့နေရာကနေပတ်စံရှာမရတော့မယ်။ဒါဆိုရင် NUG အစိုးရကိုဘယ်အစိုးရကလာပြီးစာချုပ်ချုပ်မလဲဗျာ။သူ့မှာနေမြေလည်းမရှိဘူး။သူသူအုပ်ချုပ်တဲ့နေမြေလည်းတစ်ချိန်လုံးဘုံပြစ်နေတယ်၊စစ်ပြစ်နေတယ်၊ဘုံကျဲကန်နေတယ်။ဘသူကစီးပွားရေးလာလို့မလဲ။ NUG ကလည်းသူတို့စီးပွားရေးစက်ရုံတွေဘလို့လို့လုံခြုံရေးအမကံပဲ။သူကိုယ်တိုင်တော့ဘုံကျဲကန်ရပြီးထွက်ပြေးနေရတာ။အဲ့ဒီခါကျတော့ဘလို့မှနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလည်းမဖြစ်နိုင်ဘူး။ဘလို့မှလည်းဘသူကမှစီးပွားရေးသမားဆိုတာအကျိုးမြတ်မရှိဘူး။ဘသူမှလကားလာမပေးဘူး။ အဲ့တော့ဘယ်လိုမှလုပ်လို့မရအရင်တော့ကလည်းအဲ့လိုလုပ်လို့မရခဲ့တဲ့ဖြစ်တာဖြစ်တဲ့အတွက်88ဒေါ်လာရေးတွေ94ဒေါ်လာရေး62ဒေါ်လာရေးအကုန်ကျဆုံးခဲ့တာရက်တီကိုပတ်စံမရှိတာအမေရိကန်ကပေးတဲ့ပတ်စံဆိုအမေရိကန်စကားနာထောင်ရတာအမေရိကန်လည်းအမြဲတမ်းကောင်းတာမဟုတ်ဘူးအခုပဲကြည့်ထရန့်ဆိုရတက်လာတယ်ဂျိုးဘိုင်နဲ့တက်လာတယ်ပြောင်းပြန်ဖြစ်သွားပြီဂျိုးဘိုင်နဲ့လက်ထက်တော့ကမြန်မာနိုင်ငံကဘာဖြစ်တယ်မကောင်းပါဘူးပြောဦးထရန့်ဆိုရမနေ့ကကြေညာလိုက်တဲ့ကြေညာချက်မှာမြန်မာနိုင်ငံကပြန်ကောင်းလာပါပြီတဲ့ဟုတ် ြန်မာနိုင်ငံကြီးယူကောက်ပွဲတွေဖြစ်တော့မယ်တဲ့တည်ငြိမ်လာပါပြီတဲ့ဟောမြန်မာနိုင်ငံကြီးမကြခင်မှာစစ်ပွဲတွေလက်မှတ်ထိုးပြီးသွားပြီတဲ့ငြိမ်းချမ်းရေးတွေရနေပြီတဲ့ပြောင်းပြန်ပြောလိုက်တာအဲ့တော့အမေရိကန်မယုံကြည်ရဘူးဆိုတာတော့ခင်ရင်တွေပြောတာအမှန်ပဲဘာလို့သူအစိုးရမယုံကြည်ရတာလဲလူနဲ့မဆိုင်ဘူးအဲ့တော့အဲ့ဒီမနေ့က TPS ကိုရုပ်သိမ်းတာနဲ့ပတ်သက်ပြီးအမေရိကန်ဒီအမိမြေလုံခြုံရေးပေါ့နော် Homeland Security ကထုတ်ပြန်တဲ့ကြေညာချက်အကြောင်းပြချက်ဟာ တရုတ်ရဲ့အာဘော်တွေဖြစ်နေတယ်။ဘာကြောင့်လဲ?သူပြောတဲ့အတိုင်းတည်ငြိမ်နေပြီဆိုတာတရုတ်ပြောနေတာ။သူပြောတဲ့မြန်မာနိုင်ငံမှာရေကောက်ပွဲဖြစ်ပြီးအစိုးရတက်တော်မှာတရုတ်ပြောနေတာ။သူပြောတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာငင်းချိုင်းတွေလက်မှတ်ထိုးနေပြီတရုတ်ပြောနေတာ။အဲ့ဒါတရုတ်ကကနာတော့ကဒီကိုကန့်တို့တောင်းပလောင်တို့ကိုဖိအားပေးပြီးလက်မှတ်ထိုးခိုင်းတာ။သူပြောတဲ့အတိုင်းပဲဒီတည်ငြိမ်ပြီးတော့နေမြေတွေပြန်ရပြီကိုကန့်ပြန်လာရှုပြန်ရပြီမိုးကုတ်ပြန်ရမယ်။ပြောချင်တာကတရုတ်လုတ်တဲ့တရုတ်ချထားတဲ့ strategy ပလန်ကို trend လက်ထဲအဲ trend ဆိုရလက်ထဲထည့်လိုက်တယ် trend ဆိုရအဲ့ဒါကိုကြည့်ပြီးကြီးညာပေးလိုက်တာတရုတ်အကြိုက်ကြီးညာလိုက်တာအဲအဲ့လိုအဲ့လိုပြောရင်တော့မှန်တယ်မမှန်တာမဟုတ်ဘူးလေတကယ်လည်းလင်းကြီးလက်မှတ်ထိုးရတယ်ဘယ်သူနဲ့လဲကိုကန်နဲ့ထိုးတာဘယ်သူနဲ့ဥပလောင်နဲ့ထိုးတာတကယ်လည်းနင်းမြေးတွေငင်းကြမ်းသွားတယ်ဟုတ်တယ်လာရှုပ်ပြန်ရသွားပြီအခုမဟုတ်တော့ပြန်ရတော့မှာရှင်းအဲအဲမြန်မာနိုင်ငံယူကောက်မှာဟုတ်တယ်တရုတ်တရုတ်ပြောတဲ့တည်းပဲယူကောက်ပဲတကယ်လို့တော့မှာကိုကူကြီးတို့အုပ်စုတွေကိုအသေးအံမဲဆွဲနေတာအဲ့တော့ ဘယ်နိုင်ငံမှမယုံကြည်ရဘူးအာမကိုရဘူးဆိုတာကိုတော်ပြအဲ့ဒါကိုကျွန်တော်တို့ NUG ကောင်းဆောင်နေနဲ့ NUG ဝန်းရံတဲ့လူတွေကငကိုတွေကကြိုးစင်းစားထားပြီးသားရှိတယ်အဲ့တော့ဒီအချက်ကိုဘယ်လိုကြော်လွှားမလဲကျွန်တော်တို့ခေါင်းဆောင်လုပ်တဲ့လူဆိုတာစစ်တိုက်စရာမလိုဘူးပြောချင်တာကစစ်ဘုံချုပ်တွေကဘယ်သူမှအောက်မြေပြင်မှာစစ်လာမတိုက်ဘူးအပေါ်ကနေမဟာပြည်အောက်ချုပ်တာ ဒါကြောင့်ဒီမိုကရေစီစနစ်ကိုယုံကြည်ရင်ဒီမိုကရေစီနိုင်ငံရေးသမားတွေကအောက်ခြေအလုပ်တွေသူလုပ်တာမဟုတ်အပေါ်ကနေသူဆွဲကြည့်ဆွဲတာစောစောအလုပ်ပဲဒီနေ့ UK အစိုးရကဝန်ကြီးဟာဒီနေ့ဘတ်ဂျက်ဆွဲမှာကျွန်တော်တို့အောက်ခြေမှာအလုပ်လာမလုပ်ဘူးမန်နေဂျာသူလာမလုပ်ဘူးသူ့ဘက်မှာတက်လာတဲ့တနိုင်ငံလုံးကဝင်ငွေရတဲ့စည်ရင်းစရာသူ့မှာရှိတယ်ဘယ်ကနေဝင်ငွေရတယ်ဘယ်နေရာရတယ်အဲ့တော့အဲ့ဒီဝင်ငွေကိုတိုးအောင်ကဘယ်နေရာနေပိုကောက်မလဲအဲ့ဒါသူ့မှာစည်ရင်းစရာနဲ့ကဏန်းတွေပဲသူကစားတာဆုံးပြတာပြီးတော့ political will will ခေါ်တယ်နိုင်ငံရေးဆန္ဒရာဟာဒါကတော့ဖျက်လို့မရဘူးပြည်သူတွေဒုက္ခရောက်အောင်။ဟာဒါကတော့ဖျက်လို့ရတယ်။အဒါကတော့ပြည်သူတွေအခက်အခဲဖြစ်နေတယ်သူတို့ကိုနည်းနည်းပို့ပေးလိုက်မယ်။ဒါမျိုးတွေကိုပဲသူကအပေါ်ကနေ decision ချတာ political will ရလာတာ။အဲ့ဒါပဲကလေသူတို့အစိုးရဖွဲ့ရဲ့ဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုနဲ့သူတို့သူတို့ရဲ့နိုင်ငံသူတို့ရဲ့ပါတီရဲ့သဘောထားတွေနော်တော့ဒီ manifesto လို့ခေါ်တဲ့တနေ့တခါပြုလုပ်တဲ့ညီလာခံဆုံးဖြတ်ချက်တွေအရာ သူတို့ကအဲ့ဒါကိုသူက political center နဲ့သူကဆုံးဖြတ်ပြီးအပေါ်ကနေသူထိုင်ပြီးအလုပ်လုပ်တာပြောချင်တာစီမံခန့်ခွဲညွှန်ကြားအနာဂတ်ကိုစီမံကိန်းဆွဲခြင်းဟာအဲ့ဒါဝန်ကြီးတွေရဲ့အလုပ်ပဲအောက်ခြေအလုပ်ကအောက်ခြေအလုပ်ပဲအဲ့တော့အဲ့ဒီနေရာမှာရှိနေတဲ့ NUG ကဝန်ကြီးတွေ NUG ကသက်ဆိုင်ရာလူတွေကအဲ့ဒါကိုစဉ်းစားပြီအဲ့တော့စစ်အာဏာရှင်ရဲ့သွေးခွဲတာနံပါတ်1ချက်သွေးခွဲတာကကြတော့ သူတို့တတ်နိုင်တယ်ဗျလိုင်းကြီးတယ်တိုင်းသားအနေနဲ့လိုက်ပြောတယ်အခုကိုကန့်ကအခုဖြစ်လေကိုကန့်ကိုတီးခံပြီးဆက်ဆံတယ်ရန်သူမများအောင်မိတ်ဆွေများအောင်မယ်အတတ်နိုင်ဆုံးတီးခံပြီးလူတိုင်းနဲ့လိုက်ပေါင်းတယ်အဲ့ဒါနံပါတ်၄ချက်ပြည်သူတွေလည်းစီလုံးဝပြောတယ် NGO ပုတ်ခိုင်းလည်းမသိကြအောင်ဆောင်တယ်ဆဲဆိုရင်လည်းမသိကြအောင်ဆောင်တယ်အမုန်းမခံဘူးပေါ့ဗျပြောချင်တာကသွေးမကွဲရအောင်အတတ်နိုင်ဆုံးသူတို့လုပ်တယ်အတတ်နိုင်ဆုံးသူတို့ကြိုးစားတယ်နံပါတ်၄ချက်ရန်သူကလုံလာတော့မယ်ကိုကိုအင်အားချိနေအောင်လုပ်မယ်ကစားအဓိကပတ်ဆံရမယ်ရလန်းကို ရန်သူလက်လန်းမမှီတဲ့နေရာကနေဘလို့ရှာမလဲဆိုတာကိုစဉ်းစားရတော့တာစဉ်းစားတဲ့အခါမှာအခုလိုပဲဘုံထုတ်ရောက်မယ်ကောင်းမလားလို့စဉ်းစားတဲ့အခါမှာဟာကောင်းတယ်ချဖြစ်နိုင်တယ်ဒါဒါကဘယ်သူအဓိကက NUG နဲ့တော်လိုင်းရေးအစိုးရကအဓိကကနိုင်ငံတကာရောက်ကြီးကိုမောင်နှမများအထူးသဖြင့်ထိုင်းမလေးရှားစင်ကူမှာရှိတဲ့ရွှေပြောင်းကြီးကိုမောင်နှမအလုတ်သမားများကိုလည်းအာကိုတာပြီးတော့ကမ္ဘာလုံးမှာရှိတဲ့လူ ဒါကြတော့ UK တို့ဘာလို့ကကြတော့ဝင်ဝင်မြင့်တယ်လေ။နောက်တော့ဝင်ဝင်မြင့်တော့သူတို့ကပို့ပြီးတော့သူတို့ပေးတဲ့ပတ်စံအတိုင်းနဲ့ပို့ပြီးတော့များတာပေါ့ဗျာ။နော်ဒါဝင်ဝင်မြင့်တဲ့နိုင်ငံကိုထိုင်းနဲ့တော့မတူဘူးလေ။ဒါပေမဲ့ဘယ်လိုပဲဖြစ်လူကြီးအကျိုးစားရထိုင်းတို့မလေးရှားကများတယ်၊စင်ကာပူတို့များတယ်။နော်စင်ကာပူလည်းဝင်ဝင်မြင့်တယ်။အဲ့တော့စင်ကာပူလည်းဝင်ဝင်တော်တော်မြင့်တာ။အဲ့တော့နော်ဂျပန်လည်းမြင့်တယ်။အဲ့လိုမျိုးနိုင်ငံတွေမှာရှိတဲ့ပြည်သူတွေကတက်တက်ကြွကြွပါနိုင်တယ်။ အဲ့ဒီပြည်သူကိုသူကစီယုံပါမှာအဲ့ဒီပြည်သူကိုအားကိုးပြီးတော့သူဘုန်းတော်ရောင်းတယ် EOD project တွေရောင်းတယ်နောက်ဆုံးဘဏ်ကိုရောင်းတယ်ဘဏ်က token ရောင်းတယ်အဲ့ဒါကပါလေမင်းအောင်လိုင်တို့ရဲ့လှုပ်လာတော့မယ့်ကိစ္စကိုကိုကတံပြန်လှုပ်ခြင်းအဲ့ဒီတံပြန်လှုပ်ခြင်းရှိတာဖြစ်တဲ့တွေ့အန်ယူဂျီရက်တီလို့ရတယ်ဘဏ်နဲ့ငွေရတယ်အဲ့ဒါဒီမင်းအောင်လိုင်တို့ရဲ့အကြောက်ဆုံးအဲကြောင့်မင်းအောင်လိုင်တို့အကြောက်ဆုံးသည်တိုင်းသားတွေမဟုတ်ဘူးအန်ယူဂျီကိုကြောက်တာ အဲ့ဒီ NUG မှာရှိတဲ့အဲ့ဒီဝန်ကြီးတွေရဲ့လုံပိုင်권ကိုသူတို့ကြောက်တာသူတို့သူတို့ဖြစ်ချင်တယ်လို့ဘယ်လိုမှမဖြစ်ပဲဒါကိုကြော်လွှားနိုင်ခြင်းဒါကိုသူတို့သူတို့တားတော့မှာကိုသိတဲ့အတွက်ဒီလိုဗန်ဒန်ငွေကြီးတွေအထူးသဖြင့် NUG ကနေအခုလုပ်တဲ့ဒီဗန်တွေကနေရလာမယ့်ကိစ္စကိုဒါထိုးပေါက်ခြင်းပဲတပြိုင်နက်တည်းမှာလေခဏတော့ကျွန်တော်ပြောသလိုပဲ တို့ NUG ကအခွန်ကောက်ကောက်လို့မရအောင်စီးပွားရေးလုပ်လို့မရအောင် NUG ထိန်းချုပ်ထားတယ်တို့မ PDF တွေထိန်းချုပ်ထားတဲ့မြေတွေမှာရဲရဲဆက်ဆက်ဘုံကျဲနေတာရဲရဲဆက်ဆက်ပြူစောတိတွေဖွဲ့ပြီးစစ်ကြောင်းထိုးနေတာ အားလုံးဒီကျွန်တော်တို့ကိုဖျက်လိပြဖျက်ခြင်းပဲကျွန်တော်တို့နည်းမြေမတီးချိန်ဘူးလောက်ကိုင်းစာကိုင်းလို့မရဘူးဝင်ဝင်မရှိဘူးပြီးတော့ကျွန်တော်တို့ရဲ့စစ်လက်နဲ့ပစ္စည်းတွေသုံးရတာဖြစ်လို့ကျွန်တော်တို့မှကြီးကုန်တယ်ပုံဝင်ကြီးကုန်မယ် ပြီးတော့မိတွေရှုတာဖြစ်ပြည်သူတွေဒုက္ခရောက်မယ်ပြည်သူတွေကိုကကြွေးရမိုးရမယ်လူလူဖြစ်အကူညီပေးရမယ်စေဝါကုပေးရမယ်အနည်းနဲ့အများတော့ဝန်ထုပ်ပူပူဖြစ်စေတာအဲ့လိုနီးနေဆက်အာနာရှင်ဟာတိုင်းပြည်ကိုထိန်းတာအဲ့တော့တိုင်းပြည်ကိုထိန်းတာတွေ resistance လို့ခေါ်တယ်ပြည်သူရဲ့ခုခံအားဟာအဲ့ဒီခုခံအားပေါ့သူတို့ရွေလျားနေတဲ့အားတွေပေါ့ဗျာနောက်တော့မဟုတ်လေပြန့်ကျဲနေတဲ့အားတွေပေါ့ဟိုမှာတစုဒီမှာတစုဟိုမှာတစု အဲ့ဒီပြန့်ကျဲနေတဲ့အားတွေကိုတစုတစည်းနဲ့စုစည်းနိုင်ပြီးအလွန်မတန်အားကောင်းမောင်းတန်ဖြစ်တဲ့အားကြီးတစ်ခုဥတည်နေကိုကလုံနိုင်ပြီးပြန်တွန်းနိုင်ဖို့အတွက်ဥဆောင်မှုပေးရတာအဲ့တော့ဥဆောင်မှုပေးတဲ့နေရာမှာသူတို့လည်းလူသားတွေဖြစ်တဲ့အတွက်သူတို့မှလည်းလိုအပ်ချက်တွေရှိတယ်သူတို့မှလည်းပြေးရလွှားရတာနေရတဲ့စားသောက်ရနေတာထိုင်ရတာမိသားစုပြဿနာတွေသူတို့မှလည်းလူသားတွေပဲသူတို့မှလည်းမိသားသမီးတွေမိသားစုတွေဆွေမျိုးသားချင်းတွေသူတို့မှလည်းအဲ့ဒီအခက်အခဲတွေအဲ့ဒီ ရိုက်ခတ်မှုလူတိုင်းလူတိုင်းဟာကိုမိသားစုပြဿနာတဲ့ရင်စိတ်မကောင်းဖြစ်တာပဲလीအဲ့တော့အဲ့ဒီအဲ့ဒီစိတ်ဒဏ်ရာတွေကိုကြက်ကြန့်ခံရင်ဒါပေမဲ့အိမ်မှာလည်းကျေးဇူးတင်ရမယ်အမေရိကန်အစိုးရနဲ့အနောက်နိုင်ငံများကသူတို့ရဲ့မိသားစုတွေကိုခေါ်ပေးလိုက်တယ်အခုသူတို့ပြောနေတဲ့ TPS program သူတို့လည်း refugee program အဲ့တော့အမေရိကန်နိုင်ငံကိုရောက်သွားတာနှစ်မျိုးနဲ့ရောက်တယ် TPS နဲ့လည်းရောက်တယ်ပြောချင်တာ temporary protection status လို့ခေါ်တယ်အခု transfer ရကဖြတ်သိမ်းတော့မယ်လို့ပြောတယ်အဲ့ဒီ ယာယီအကာအကွယ်ပေးခြင်းနဲ့လည်းရောက်သွားကြတာရှိတယ်။ဒါပေမဲ့အဲ့လူလူတွေအားလုံးကရောက်သွားပြီးဟိုဘက်မှာအဆိုင်လံပြောင်းထားပြီးသားအများစုပါ။တချို့ကကြတော့ refugee stay နေတဲ့ကိုဒါလည်းရောက်သွားတာ။အဲ့လိုမျိုးခေါ်ပေးလိုက်တာဖြစ်တာဖြစ်တဲ့အတွက်အခုဒီမှာရှိနေတဲ့အန်ယူဂျီမှာလုံနေကြတဲ့လူကြီးတော်တော်များများမိသားစုတန်ရောစင်တော့နည်းနည်းကင်းသွားတာပေါ့။အဲ့တော့မိသားစုဝန်တော့ဝန်ဘူးကြီးကင်းသွားတယ်။သူတို့ရဲ့ပါမရတွေယောက်ျားတွေအကုန်လုံးရောက်သွားကြပြီဟိုမှာတို့တို့ရှာဖွေစားတောင်းနေပြီအမေရိကန်ဆိုးကပေးပေးမပေးပေး အမေရိကန်ကိုရောက်နေတော့သူရှာစားပေါ့တချို့ဆိုဩစတြေးလျရောက်နေပြီဩစတြေးလျအစိုးရကတော့ရှာစားတာလည်းရှိတယ်အစိုးရကထောက်ပံ့ကြေးပေးတာတွေလည်းရှိတယ်တချို့ဆိုထောက်ပံ့ကြေးဩစတြေးလျဒေါ်လာထောင်နဲ့ချီပြီးရနေတဲ့လူတွေအစိုးရအစိုးရမှာအစိုးရအိမ်တွေရတယ်ဘလို့ပဲဖြစ်ဖြစ် NUG ရဲ့တော်လန်တော်လန်ပြည်သူတွေရဲ့တော်လန်ကိုတော်လန်ရေးကိုဥဆောင်မဲ့အဖွဲ့အစည်းများရဲ့ဝန်ထုံးကိုပိုးများကိုနိုင်ငံတကာအစိုးရများကရည်ရွယ်ချက်ရှိရှိခွဲဝေယူပေးခြင်းပဲပြောချင်တာက ဒီနေ့ຫນွေဥဒေါ်လာရေးဒီဆင့်သွားနေတာအဲ့ဒီအစိုးရတွေကအဲ့ဒီကျွန်တော်တို့ရဲ့ဒေါ်လာရေးမှာဥဆောင်နေတဲ့အချို့သောမိသားစုဝင်များရဲ့ဒီဒုက္ခတွေကိုခေါ်ယူပေးလိုက်တာဝန်ထုတ်မှုဘုဖြစ်စေဟိုသူကခွဲယူပြီးတော့ယူပေးလိုက်တာအဲ့ဒီထဲမှာမှာအဲ့လိုခွဲဝေယူပေးတဲ့ကျေးဇူးရှိတဲ့အပြင်အဲ့ဒီကိုရောက်သွားတဲ့လူတွေရဲ့စ조사အားထုတ်မှုတွေနဲ့ဒေါ်လာရေးကိုရံမုံငွေရှာတဲ့အစဉ်နောက်တစ်ဆင့်ပေါ့ကျွန်တော်တို့ကဒါကြတော့ဗာ decision ရတယ်ခေါ်တာပေါ့